တကယ်လို့သာဆယ်ဆောက်ပြီးရေထပ်ပရင်ဖောက်ခွဲဖြတ်စည်းပြမယ်လို့အိန္ဒိယကိုပါကစ္စတန်ကာကွယ်ရေးဝန်ကြီးကသတိပေးထားပါတယ်။နယ်မြေပိုင်ဆိုင်မှုညှင်းပွားနေတဲ့ကက်စမီးယားဒေသပဟန်ကန်အရက်မှာဟိန္ဒူဘာသာဝင်လားလို့မေးမြန်းပြီးအိန္ဒိယခီးသွား26ဦးကိုတနက်နေ့ပြစ်တက်ခဲ့တဲ့ဒီအကြံဖတ်သမားလေးလောက်ရကြအောင်အိန္ဒိယဗမာပါကစ္စတန်ကိုပြင်းထန်စွာအေးအေးယူပိတ်ဆို့မှုတွေပြုလုပ်နေတယ်ဆိုပါလေပါကစ္စတန်ကာဝေးဝန်ကြီးခါဝါဂျာအာဇက်က အိန္ဒုမြေဝန်ဒေသရေခွဲဝေတုံဆွဲရေးသဘောတူစာချုပ်ကိုအိန္ဒိယဘက်မှဆိုင်းငံ့ပယ်ဖျက်လိုက်တဲ့အတွက်နိုင်ငံအသက်သွေးကြောရေကိုဖြတ်တောက်တဲ့ဘဲစီမံကိန်းကိုမဆိုဖောက်ခွဲဖြတ်စီမယ်လို့တတိပေးချင်းချောက်ပြောဆိုလာပြန်ပါလေအိန္ဒိယရေဖြတ်တောက်မှုဟာအိန္ဒိယဟွန်းရေရေမြင့်ခွဲဝေတုံဆွဲမှုစာချုပ်ရပါကစ္စတန်နိုင်ငံရဲ့စိုက်ပျိုးဧရိယာ80%ကျော်မှီခွန်နေတဲ့ရေရင်းမြစ်ဖြစ်လို့ပါကစ္စတန်အတွက်များစွာထိတာစီပါလေ ပါကစ္စတန်ကအိန္ဒိယရဲ့လေကြောင်းလိုင်းကိုအဓိကအားထားရနိုင်ငံလေပိုင်နှံကိုပြန်ပိတ်ပင်ခဲ့သလိုအိန္ဒိယကလည်းပါကစ္စတန်သားအလုံးရဲ့ဗီဇာကိုရုပ်သိမ်းခြင်းတန်တမာဆက်ဆံရေးဖြစ်တော်ပြီးပြည်နှင်နှံပေးခြင်းအိန္ဒိယရဲ့ပိုင်နှံမှာပါကစ္စတန်သင်းမိုးတွေတွာလောက်မှုပိတ်ပင်ခြင်းတွင်းကုန်အလုံးပိတ်ပင်ခြင်းကိုအားချင်းလှုံ့ဆော်ခဲ့ပါတယ်အလီချမနျူကလ িয়ার ပိုင်းနိုင်ငံနှစ်နိုင်ငံစစ်ပွဲဖြစ်ပေါ်မှာကိုတကဘာလုံးကစိုးရိမ်နေရပြီးပါကစ္စတန်ကာဝေးဝန်ကြီးအာဇီကကနအူမီမီတို့ပိုင်းနဲ့နျူကလ িয়ার ထိပ်ဖို့ 130ဟာအိန္ဒိယအတွက်တိသက်ဖြစ်စေမယ်လို့ချင်းချောက်ပြောဆိုသွားပါတယ်။အခုလည်းအိန္ဒုပြည်ဝန်ရေဖြတ်တောက်ခံမှုမှာအိန္ဒိယဘက်မှထပ်မံပြီးတော့ရေဖြတ်တောက်ဖို့စေတီတိဆောက်ခြင်းမျိုးတွေလှုပ်လာပါကအဲ့ဒီအဆောက်အုံအလုံးကိုပြစ်ခတ်ဖောက်ခွဲတိုက်ခိုက်မှာဖြစ်ကြောင်းမေလ၂ရက်နေ့ကပါကစ္စတန်ကာကွယ်ရေးဝန်ကြီးကထပ်မံပြီးတော့ပြောဆိုသွားတယ်လို့သိရပါတယ်။အိန္ဒိယကပါကစ္စတန်ဘာလုပ်မလဲဆိုတာကျွန်တော်တို့စောင့်ကြည့်နေတယ်ပြောပါတယ်။ အိန္ဒိယအနေနဲ့အရာအလုံးအတွက်ရင်ဆိုင်မှုအသင့်ဖြစ်နေပြီလို့အိန္ဒိယဝန်ကြီးချုပ်မိုဒီကဆိုပါတယ်။ဒါ့အပြင်တရုတ်ကပါကစ္စတန်ကိုဒုံးကျည်တွေပေးထားတာကိုလည်းသိကြောင်းဒါတွေကိုလည်းဂရုစိုက်မှာမဟုတ်ဘူးလို့မိုဒီကပြောခဲ့တာဖြစ်ပါတယ်။